ဇပွဲကဘောတညာသိန်း900အနုမယာကျေးလာပေးတာကိုလက်မခံသေးပါဘူးဆိုရဲဆိုင်ဆွေရဇတပင်လောကမှာအောင်မြင်ဆုံးမိသားပြည့်ရတည်နေကြတာကြပါပြီဆန်အောင်ဆိုရင်ခုံကားကျင်းတဲ့ပွဲရှင်တွေကလည်းအရင်ကိုများတာပါတပွဲကဝီဆိုတဲ့အနုပညာကြီးရလေအမြောက်များကိုပေးရတာဖြစ်ပါတယ်။ဇယဇတပင်ဆိုတာတက်ခစ်ထားကြတာဖြစ်တယ်လို့ခုနောက်ပိုင်းမှာဆိုဝန်ဆိုင်ကဇတပင်ပွဲတွေလည်းပြန်ကနေပါပြီ။လက်ရှိမှာတော့ဆိုင်ကငွေပုံပေးတာတော့ဇမကမဲအချောင်းကိုထုတ်ပြောလာခဲ့တာပါ။ ဇက်ပွဲအတွက်တညကပုံတင်း900အနုပညာကြီးပေးမယ်ဆိုရင်တော့ဇန်ကလက်မခံသေးပါဘူး။တညကိုတင်း900ဆိုတာမင်သားရမရနိုင်တဲ့အနုပညာကြီးဖြစ်ပါတယ်။ဒီလိုအနုပညာကြီးရရင်တော့ဇန်ကကားဖို့အချင်းကြီးမရှိပါဘူး။တညကိုတင်း900ပေးတော့လောဘမကတော့ဘူးလို့ထုတ်ပြောလာခဲ့တာပါ။အကြောင်းရတော့ဆရာချမရေမကောင်းသေးတဲ့အကြောင်းပါ။တညာကို3900ပေးလဲမကသေးပဲကောက်ဝရာပြန်ပြန်ဆန်သွားမှာပါဆရာတနင်္လာအနုပညာလို့တွေ့ကိုနားထောင်တော့မှာပါတနင်္လာနားထောင်ပြီးနောက်ပိုင်းမှတော့ စတပင်ပွဲတွေကိုပြန်ကားတော့မယ်လို့ဆုံးဖြတ်ထားတာပါ။ဒါကြောင့်မို့လေဒီချိန်မှာတညာကို3500ပေးလဲဂယူဆိုင်မှာမဟုတ်သလိုမကဘူးလို့ကိုဆုံးဖြတ်ထားတာပါ။သူမကပေမဲ့လေသူ့ဖွဲ့ကိုတော့ဆက်ပြီးထားရှိထားမှာပါသူနေတဲ့ပြည်ချက်စီကနေအမှုပညာချိန်ကိုအလကားလင်ပြီးမျိုးချင်တာကြောင့်ပါ grand တကယ်မကနိုင်ပဲဆက်ပွဲတွေလက်ခံတာကပြည်ချက်တွေကိုလင်ညာတာနဲ့တူတာကြောင့်ပါအရင်လိုတေချာပြန်ကပြနိုင်မှသာဆန်ကမင်းသားနေနဲ့ပွဲထွက်ခြင်းရပါ ဆရာတို့ချစ်တဲ့ပရိသတ်တွေကိုစစ်မှန်တာရတာပြည့်ချနာဖြစ်ပါတယ်။ကျန်ဝနုပညာပြန်လို့စေချင်တဲ့သူတွေလက်တွဲခေါ်ချင်တဲ့သူတွေလည်းအများကြီးရှိပါသေးတယ်။အလုံးအစဲရုံနုပညာလို့တွေ့မနာစေချင်ပါဘူး။အရင်ကလိုစက်တပင်လောကကိုစုမိုးတဲ့ဆန်ကိုပြောင်းမြင်ချင်တာပါ။ဆရာဇမကတော့ဝိစရာတသက်လုံးနာရမျိုးတော့မဟုတ်ပါဘူး။တနည်းတော့ပဲနာရဖြစ်ပြီးကျတော့ပြန်ကောင်းတာနဲ့ချက်ချင်းပြန်ကောက်သွားမှဖြစ်ပါသေးတယ်။ဆရာကျတော့ကိုကုဖို့အတွက် area ကိုတောက်ခဲ့တာဖြစ်ပါသေးတယ်။ ဧရိယာမှာကျောက်ကိုတိန်1000လောက်အကုန်ကြခံကကုတာကြရဖြစ်ပါတယ်။အခုချိန်မှာကျောက်ကအတော်လေးကိုကောင်းလာပြီးဖြစ်ပြီးအရင်လိုကောင်းအောင်စူးစမ်းသွားတော့မှာဖြစ်ပါတယ်။ဆန်းဟာဇက်ပြံမကပြီးမဲ့တချင်တွေဆိုက တနိုင်တလောက်ဖြောပြေးမှာပါ။သူမကပြီးမဲ့ တခြားမြင်းသားငယ်လေးတွေကိုကခိုင်ကသူကတော့တချင်ဆိုတော့မှဖြစ်ပါတယ်။ဇက်မြင်းသားငယ်လေးတွေကိုလည်းမြေတောင်မြောက်ပြေထတာဖြစ်ပြီးဇက်ဖွဲ့ကိုပြန်ပြီးတော့ပြူထောင်သွားမှာပါ။ဇက်ရဘာတွေကလည်းတချင်ဆိုဖို့ကလန်နေကြကအကုန်လုံးကိုလက်ခံကဖျော်ဖြေသွားမှာပါ။ဇက်ရလက်ရှိမှာကျတော့က တော်နေနေလို့လက်မလျှောက်နိုင်ပေမဲ့တချင်တော့ဆိုနိုင်တာမူရောက်ဆိုသွားမှာဖြစ်ပါတယ်။ဇွာအခုလက်ရှိမှာအရက်တော်သူလိုပုံစံမျိုးဖြစ်နေလို့တချို့ကလည်းဝေဖန်နေကြတာပါ။ဇွာအရက်ဖြတ်ကတကယ်လူကောင်းလို့နေစေချင်ကြပါပြီ။အတဲရလည်းတိတ်မကောင်းတာမူဆက်တော့ဆောင်းနေမယ်ဆိုရင်ယောဂကြီးဖြစ်တော်မှာပါ။မနုပညာရှင်တွေကလည်းဇန်ကွန်လမ်းမရောက်အောင်ဆွဲခေါ်ပေးကြပါတယ်။ဇန်ဖက်ကဒါဆက်မိုက်နေလို့အချိန်တွေကြာနေကြတာပါ။ ဆဲရောသူမတော့တော့ဘူးလို့ပြောပေမဲ့ပရိဒရီကမယုံနေတာဖြစ်ပါတယ်။ဆဲဟိုအလုံးကအရင်လိုလူကောင်းဖြစ်တာစူးစမ်းမယ်ဆိုရင်အစင်တည့်စူးစမ်းကြမှာပါ။ဇပွဲကိုတနင်္လာနောက်နားထမယ်ဆဲပေါ်အမြင်လေးကို ပြောပေးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိဒရီတွေအစိမ်ဝန်စားပွဲရာဆယ်လီနုပညာရှင်တွေအကြောင်းများကိုချင်းချင်းတပင်းညစ်တင်ဆက်ပေးဦးမှာဖြစ်လို့တည်တည်တော်ရင်တင်နိုင်မလို့တဲ့အသိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြေခေါင်းဆောင်လေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်။